ကချင်ပြည်မှာဘုံဘုံမျိုးတိမ်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောက်စီတပ်ရဲ့ကာကင်းစခန်းတွေကိုဆက်တိုက်သိမ်းယူနေတဲ့အပြင်ဒရုန်းခုနှစ်စင်းကိုလည်း KIA ကပြစ်ချနိုင်ခဲ့တယ်လို့မြေပြေတည်င်းအရေးမြစ်တွေကပြောပါတယ်။ဘုံဘုံမျိုးကစစ်ကောက်စီရဲ့အမတ်23စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ23ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းအဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီး မတ်လ၈ရက်နေ့နဲ့၉ရက်နေ့ပိုက်ပွဲ၂ရက်အတွင်းဒရုန်းခုနှစ်စင်းကို ပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ဗမော်မျိုးလက်မလို့ရရေးစစ်ကောင်စီကလေကြောင်းဒရုန်းအပြင်လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေပြပြင်းထထန်လုပ်နေပြီးမဲ့ KIA နဲ့ပူပေါင်းအဖွဲ့တွေက စက္ကခ23ရဲ့ကာကင်းစခန်းတချို့ကိုလည်းတိုက်ပိုက်ထားနိုင်ပြီဖြစ်ပါတယ်။စက္ကခ23ကို ကာထားတဲ့ကာကင်းစခန်း7ခုရှိတဲ့အထက်က နောက်ထပ်ကာကေးစခန်းတစ်ခုကိုတော့လီရင်အပြင် drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြားကနေပဲ match လာဒုတိယပတ်ထဲမှာသိမ်းယူနိုင်ခဲ့တယ်လို့မြေပြင်တည်ရင်းမြစ်ကဆိုပါတယ်။ဒါကြောင့်အခုဆိုရင်ကာကေးစခန်း၁၇ခုရှိတဲ့အနက်၅ခုကို KIA ကသိမ်းယူထားပြီဖြစ်ပါတယ်။